အလုံးမမင်လာပါအန်တဘာမစ်ဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါကျွန်တော်လူပဘူးတင်ရဆိုလို့ရှိရင်တော့လာမယ့်အင်ဒရာနေ့ညမှာဆိုလို့ရှိရင် Champion League 16တင်အဆင့်ဒုတိယအကြော့ပွဲစဉ်နေနဲ့ BSC အသင်းကိုကျွန်တော်တို့အိမ်လို Anfield မှာရဲ့အခံပြီးတော့ရှင်ပြန်ကစားရမှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါပထမအကြော့မှာ1-0နဲ့ပြီးဆုံးခဲ့တဲ့ပွဲ ပြီးမှပေါ့နော်ဒါနောက်ထပ်စိတ်လှချစရာကောင်းတဲ့ဘွယ်စဉ်တွေဆက်ပြီးဖြစ်လာမယ်ဒီပရမအကြောမှာကျွန်တော်တို့ပေါ့နော်ဝိုင်းနေဆိုရဲကြားလည်နဲ့ထွက်ပေါ်တဲ့ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့တင်းစလုံးအနေနဲ့သက်ဆိုင်ရာဒီပြည်တွင်းလိအသေးသေးကိုရှင်းပြန်တစားခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဒီလီဗာပူးသင်းနေနဲ့ဆိုလို့ရှိရင်တော့ပရီးမီးယားလိမှာဆိုလို့ရှိရင်ဆောင်းဟန်ဒန်အသင်းကိုကျွန်တော်တို့အင်ကွေအန်ဖီမှာပဲလက်ထံရှင်းပြန်တစားခဲ့ပြီးတော့ဒီ3-1ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ရတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ် PSC အသင်းဟာဆိုလို့ရှိရင်လည်းသူတို့အနေနဲ့ဒီ League 1ပြိုင်ပွဲမှာဆိုလို့ရှိရင်တော့ဒီ Reigns အသင်းကိုပေါ့နော်အဝေးကွင်းမှာသူတို့ရဲ့တိုက်စစ်တစားသမားတွေဖြစ်တဲ့ Barcola, Gonzalo Ramos နဲ့ Dembele တို့အသင်းကိုနှစ်ကိုပေါ့နော်စုစုပေါင်းအသင်းကို၄ကိုနဲ့4-1ဆိုရယ်ရလနဲ့အနိုင်ရရှိတဲ့အတွက်ကျွန်တော်မြင်တွေ့တွေ့ရပါတယ်။အဲ့အတွက်ဆိုလို့ရှိရင်တော့နှစ်သင်းစလုံးရဲ့လက်ရှိအခြေစွမ်းကပွဲမတစားတင်တော့ပြီးသွားလို့ရှိရင်ဒီပွဲတစားပြီးဒီကြားရမှာတော့ဘာမှအပြောင်းလဲမရှိဘဲနဲ့နှစ်သင်းစလုံးကအကောင်းဆုံးနေသားမှာရှိနေတာတော့မြင်တွေ့နေရတယ်။အဲ့အတွက်ဆိုလို့ရှိရင်ဒီပထမအကြော့ရလက်ကလည်းကျွန်တော်တို့သိပြီးတော့နှစ်သင်းချမှာပေါ့နော်။ရလက်အခြေချမှာမှာတော့ချမှုမရှိတဲ့ ဲ့အတွက်ဒီပွဲစဉ်ကလည်းကျင်းသေးပါစိတ်ဝင်စားဖို့တောင်းနေမှာပါအဲ့အတွက်ဆိုလို့ရှိရင်တော့ဒီနှစ်ပွဲစဉ်မှာဘယ်လိုရလဒ်ထွက်လာမလဲဆိုတဲ့ဟာကျွန်တော်တို့အတူတူ review လေးလုပ်ကြည့်ရအောင်ပေါ့နော်ဒီနှစ်သိန်းရဲ့လက်ရှိ current form တွေပါလေးကိုကျွန်တော်အနေနဲ့အများကြီးတော့သိပြီမပြောချင်ဘူးအားလုံးသိပြီသားအတိုင်းပဲ Liverpool တင်နေတဲ့နောက်ဆုံးလစားတဲ့ငါးပွဲမှာဒီ၄ပွဲထိနိုင်ထားပြီးတော့ပွဲသေးကြတာလေ PSC အသင်းဆိုလို့ရှိရင်နောက်ဆုံးလစားတဲ့ငါးပွဲမှာကျွန်တော်တို့ Liverpool အသင်းကိုရှုံးနေတဲ့ပွဲစဉ်တပွဲထလွဲပြင်းဆိုလို့ရှိရင်ဂျန်နဲ့ပွဲစဉ်တွေတောက်လျှောက်အနိုင်ရတဲ့အနေအထားတွေတော့မြင်တွေ့နေရတယ်။ Liverpool အသင်းနဲ့ PSC အသင်းတို့ရဲ့ဒီပွဲချုပ်သုံးသ သက်ချက်မတိုင်လည်မှာဆိုလို့ရှိရင်တော့စိတ်ဝင်စားစရာတောင်းနေတဲ့ချက်တာဒီနှစ်သိန်းတွေးဆောင်ရတဲ့သမိုင်းတစ်လျှောက်မှာဆိုလို့ရှိရင်တေရရလက်ဘယ်တုံးသားမှမထွက်ပေါ်တဲ့အနေထားတော့ဒါစိတ်ဝင်စားဖို့တောင်းတယ်ပမာအောင်ဆုံးတွေးဆောင်ရတဲ့2018တုံးလာဆိုလို့ရှိရင်ကျွန်တော်32ဆိုတဲ့ရလက်ဒါပထမအကြော်ပါနော်အုပ်စုဆင်မှာတွေ့တုံးလာပြီးတော့လို့ရှိရင်အုပ်စုဆင်ဒုတိယအကြော်မှာတုံးလာကျွန်တော်တို့ wave queen မှာ21ဆိုတဲ့ရလက်နဲ့ရှုံးနေတယ်ဒီနှစ်ဒီရာသီမှာပြန်ပြီးတွေးဆောင်ရတဲ့16သိန်းအဆင့်ပထမအကြော်ပွဲစဉ်ဝေကွင်းမှာတော့ကျွန်တော်တို့ဒီ1နေ့ဆိုတဲ့ရလက်နဲ့ရန်နိုင်ရတဲ့အနေထားတွေတော့မြင်တွေ့ကြရတဲ့အတွက်ကျွန်တော်ဒီ ီနဲ့တင်းချပါဆိုလို့ရှိရင်တော့ grow quarter ချက်ချက်ကပွဲတိုင်းမှာဒီတကိုးလောက်နဲ့ပဲပေါ့နော်တက်သီးလေးအနေထားနေမယ်နဲ့တင်းချမှာတတင်းဖို့တတင်းတော့အနိုင်ရလက်ကြအောင်ကစားနိုင်တဲ့အနေထားတွေတော့မြင်တွေ့လို့ရတယ်အဲ့တော့ဆိုလို့ရှိရင်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဘယ်လိုရလက်တွေထွက်လာမလဲအားလုံးအနေနဲ့ဆိုလို့ရှိရင်တော့ပြောရမယ်ဆိုလို့ရှိရင်ပထမအကြောင်းမှာ Liverpool အနေနဲ့ away ground မှာလည်း track တကယ်အနေထားတာနဲ့အနိုင်ရအောင်ကစားခဲ့တယ်ပြီးတော့ရှင်ဒုတိယကြော့ကစားမယ်အနေထားတာလည်းဒါ MF ဖြစ်နေတဲ့အနေထားမှာတော့ဒီအားလုံးက Liverpool အနေနဲ့ PSG အသင်းတော့အသာရပြီးတော့နောက်တစ်ဆင့်တက်သွားနိုင်မယ် ို့တော့ခံမှန်းထားကြရပါတော့ဒါကအားလုံးရဲ့အကြိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ all sea ဆိုလို့ရှိရင်လည်း Liverpool team က air all star တော်တော်လေးပိုများမယ့်အနေအထားမှာရှိမယ်။ဒါပေမဲ့လည်းပထမအကြော့မှာတစားသွားတဲ့ခြေစွမ်းကြောင့်မို့လို့ဒီသင်းချားမှာတော့ပွဲစဉ်ကစိတ်ဝင်စားဖို့တောင်းနေတယ်။အထူးသဖြင့် Liverpool team ရဲ့ transfer line ကကျွန်တော်တို့ဒီ sheet ကိုတက်လို့မရတဲ့အနေအထားပေါ့နော်။အထူးသဖြင့်တော့ဒါ PSG အသင်းရဲ့ဒီတိုက်စစ်တစားသမား၃ယောက်ဖြစ်တဲ့ Crawford ပြီးသွားလို့ရှိရင် Danville ပေါ့နော်။ Barcola ဒီ၃ယောက်စလုံးကအကြေကို 1v1 မှာထူးချွန်တဲ့တစားသမားတွေပြီးသွားလို့ရှိရင် ရင် speed အကုန်လုံးမှာကောင်းမွန်တဲ့လူစားသမားတွေဖြစ်နေတဲ့အချိန်မှာ Liverpool တင်းနေတဲ့ transfer ဘိုင်းလို့ ပို့ပြီးတော့တတိထားပြီးတစားရတဲ့ပေါ့နော်တစားလဲတစားတဲ့ရတယ်ပြီးတော့လို့ရှိရင်ဒီလာမယ့်အပွဲစဉ်မှာလည်းဆက်ပြီးတော့ transfer ဘိုင်းကိုပို့ပြီးအာယုံဆိုင်ပြီးတစားမယ့်အနေထားရှိနေရဲ့လို့ကျွန်တော်ကယုံကြည်တယ်ဒီပရမအကျော့ဒ်ပွဲစဉ်ရဲ့ခြေစွမ်းကိုကျွန်တော်ပြန်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင် Liverpool အသင်းအနေနဲ့ပရမအကျော့မာတုံးကဒီ Arne Slot ရဲ့တုံးပြူတဲ့နေ့စနစ်ပေါ်မှာကျွန်တော်တို့ဘေးကွန်းထုတ်ခဲ့ရတဲ့အရာလေးတွေရှိတယ်ပေါ့နော်ဒါတော့တော့ဘာလို့ transfer ကြောင့်လို့ဦးစားပေးပြီးတစားတဲ့လဲဆိုတဲ့ဟာ transfer ကြောင့်လို့ဦးစားပေးပြီးတစားတဲ့အနေထားလားလို့ဒါပုံမှန်ကြည့်လိုက်အောင်လည်းကျွန်တော်ရှင်းပါတယ်ရှင်းမှာပြောလို့ဒီလိုပဲ ရက်စီအသိရဲ့ဒီ Greenland တစားသမားတွေရဲ့ဘောလုံးဝိုင်းဆိုင်ရာခြေညှပ်မှုတွေပြီးတော့လို့ရှိရင်တိုက်စစ်တစားသမားတွေရဲ့တအူးချင်းလို့ပြီးတော့လို့ရှိရင် fluidity ဖြစ်တဲ့ဟာတွေ speed clinical ဖြစ်တဲ့ဟာတွေအကုန်လုံးကဒီလိုကောင်းမွန်တဲ့အနေထားမှာရှိနေတဲ့အနေထားမှာတော့ကျွန်တော်အသိနေတဲ့ဒီ classic အကြောင်းကိုအဝေးအတွင်းမှာရွေးချယ်တဲ့အနေထားတော့ မဆိုးလာဘူးပေါ့နော်ဒီဒုတိယကြော့မှာတော့ဘယ်လိုပုံစံနဲ့အာနီစလော့အနေနဲ့ထွက်လာမလဲဆိုတဲ့ဟာကျွန်တော်စိတ်ဝင်စားဖို့ထောက်တယ်ကျွန်တော်အထင်ပြောရမယ်ဆိုလို့ရှိရင်အာနီစလော့အနေနဲ့ဒုတိယကြော့အန်ဖီဂရိတ်မှာတစားသည့်တိုင်အောင် PSC အသင်းကိုပုံစံအများကြီးပြောင်းပြီးတစားလာမယ်နေထားမှာတော့ရှိမယ်လို့မထင်ဘူး ဒါမဲ့လည်းဘာမှဆိုလဲဖြစ်သွားနိုင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီတရားဒီလုံးမှာ honest slot ဘာလို့ပြရမလဲပြီးသွားလို့ရှိရင်ဘလို့ပုံစံနဲ့တစားပြရမလဲဒီလူစင်းနဲ့ပဲထွက်လာတဲ့နောက်ပွဲအတွက်မှာဘလို့တက်တက်တက်ပိုင်းဆိုင်ရာတွေတော့အသုံးပြုသွားမလဲဆိုတဲ့ဟာဒါကျွန်တော်တို့တစ်နှစ်လုံးမှာအချိန်တော်တော်များများမှာပေါ့နော်ခံမှန်းလို့မရတဲ့အနေထားမှာရှိတဲ့အတွက်ဒီနှစ်ပွဲစဉ်မှာလည်းကျွန်တော်တို့ဒီအချိန်မှာပြောသည့်တိုင်အောင်တကယ်ပွဲအတွင်းမှာဆရာကြီးဘာတွေလုပ်ပြအောင်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့တော့တောင်းလဲဒါပေမဲ့လည်းသူ့ရဲ့အရှိမလုပ်ပြခဲ့တဲ့ပုံစံတွေတော့ကျွန်တော်ခံမှန်းပြီးကြည့်ရမှာဆိုလို့ရှိရင်တော့ PSC အသင်းကိုပို့ပြီးတော့ ေယူတဆိုင်နဲ့ဆက်ပြီးတစားသွားဖို့ရှိမယ်ပေါ့နော်ဒါကသူ့ရဲ့တက်တက်ပိုင်းကျွန်တော်ထင်ပြောရရင်ထန်ဆက်ပိုင်းလိုပဲနည်းနည်းပို့ပြီးတော့ ာယုံဆိုင်ပြီးလစားမယ်ပြီးသားလို့ရှင်ပထမအကြုံတော့ပုံစံလစားထည့်တဲ့ပုံစံနဲ့သိပြီးတော့ basic frame တော့ grammar မထင်ဘူးဒါပေမဲ့လည်းပထမအကြုံမှာအားနည်းလိုက်တဲ့အပိုင်းလေးတွေကိုတော့ဒုတိယအကြုံမှာပို့ပြီးတော့အားကောင်းလာအောင်ကြိုးစားမယ်လို့ကျွန်တော်တို့ကပြောင်းလဲမှုတွေလုပ်လာမယ်လို့ကျွန်တော်ကယုံကြည်ပါတော့ပထမအကြုံမှာတော့ကျွန်တော်ဒီ transit ဘိုင်းကသိပြီးမဆိုးလာတဲ့အနေအထားမှာရှိရပါတော့ဒီ BSC ရဲ့အသင်းရဲ့ fluidity ဒီလောက်ဖြစ်လာတဲ့တိုက်ဆက်ဘိုင်းတော့ကျွန်တော်အနေနဲ့ဒီသူတို့ transit ခွင့်အရနေတဲ့ chance ဆိုလို့ရှင်လည်းဘာနဲ့ဒီ area ပြင်ရနေပဲတန်လို့ရလောက်တဲ့အနေအထားတွေဒီ transit ဘိုင်းက data growth ဒီ target ပေးနိုင်တဲ့အနေအထားတွေရှိခဲ့တယ်။ဒါပေမဲ့တိုက်ဆက်ပိုင်းနဲ့ဒီတွင်းလယ်ပိုင်းမှာတော့ဒီပထမအကြော်မှာတော့လိုအပ်ချက်တွေရှိခဲ့ရတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်။တိုက်ဆက်ပိုင်းလာဆိုလို့ရှိရင်ကောင်တာပြန်ပြေးသွားတဲ့အနေအထားတွေမှာကျွန်တော်အခြေအဆက်တွေလင့်နေပျောက်ဆုံးခဲ့တဲ့အနေအထားတော့ဒါလေဘဘူးသင်းနေနဲ့လိုအပ်တာတပ်ပို့ပြီးတော့ပထမအကြော်မှာတော့ pressure ကိုပို့ပြီးတော့ရောက်စေခဲ့တယ်။တကယ်လို့သာဒီတိုက်ဆက်ပိုင်းကဒုတိယအကြော်မှာပို့ပြီး clinic တွေဖြစ်ခဲ့မယ်ဒီ link တွေပို့ပြီးတောင်းလဲမယ်ဆိုလို့ရှိရင်ဒုတိယအကြော်မှာလေဘဘူးသင်းနေနဲ့ပို့ကောင်းတဲ့ခြေစွမ်းတစ်ခုနဲ့ပြသလို့ရှိရင်ပို့တောင်းတဲ့ရလာတစ်ခုကိုမျှော်မှန်းနိုင်မယ်လို့ကျွန်တော်ကယုံကြည် ည်တယ်။ twin ရကတော့ဒီပထမအကြောမှာတော့ကျွန်တော်နည်းနည်းလေး young grant လေးရတယ်ပေါ့နော်။အထူးသဖြင့်ဒီ PSC အသင်းရဲ့ twin ရနဲ့ဒီ head to head သွားပြီးတော့တစားတဲ့အနေထားမှာဆိုလို့ရှင်သူတို့အသင်းရဲ့ ကွန်းလင်တစားသမားတွေရဲ့ဘောလုံးပိုင်နိုင်မှုတွေပြီးတော့လို့ရှိရင်နေရာဝင်ဖြစ်တဲ့တစားတဲ့ပုံစံတွေကတော်တော်လေးတော့ကောင်းမွန်နေတာကိုမြင်တွေ့ကြရတယ်ကျွန်တော်တစားသမားတွေနဲ့ခြေလန်းတလန်းနောက်ကျတဲ့အနေအထားတွေကိုမြင်တွေ့ကြရတဲ့အတွက်ဒီပွဲစဉ်မှာတော့ဒါတွေကိုပြင်ဆင်နိုင်မလားပေါ့နော်ကျွန်တော်တယောက်တည်းအမြင်ရပြောရမယ်ဆိုလို့ရှိရင်ပထမအကြောတာတက်တစ်ကိုပဲကျွန်တော်အပြောင်းလဲမလုပ်ဖယ်နဲ့တစားမယ်ဆိုလို့ရှိရင်တော့ဒီ433ပွဲထုတ်တာတစားလို့ရှိရင်ကွန်းလင်မှာ numerical advantage ပို့ယူပြီးတော့ကျွန်တော်တို့ဒီထုံးစံတိုင်းမှာ442ပွဲထုတ်လာမယ်ဆိုလို့ရှိရင်တော့ပို့ပြီး draw မှာအနေအထားမှာရှိမယ်ခန်းစပိုင်းတော့ကျွန်တော် ားမှာပြောင်းလဲမရှိဘူး rhythm မှာပြောင်းလဲလို့ဆရာမရှိဘူး queen လက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ grammar batch metallist ပြီးတော့လို့ရှိရင် dartis sound super slide ဆိုတဲ့လစာမှာ၄ရက်ကိုထည့်သွင်းလိုက်တာတော့ပို့ပြီးတော့အသင်းရဲ့ သွားခြင်းတဲ့ပုံစံမျိုးထိထိမိမိပို့ရှိမယ်လို့ကျွန်တော်တို့ယုံကြည်တယ်အထူးသဖြင့်ဒီ data zone တရားပို့ပြီးပါလာတဲ့အနေထားဒါဒီ driver bus တို့ raw materialist တို့တော့သူတို့အလုပ်လုပ်ရမယ့်နေရာတွေမှာပို့ပြီးတော့အထောက်ကူပို့ပြီးဖြစ်စေမယ်ပေါ့နော်ပြီးသားလို့ရှိရင်ပမာအကျော်မှာ liverpool အသင်းရဲ့ low up နေတဲ့ဒီ ball long retention တွေပြီးသားလို့ရှိရင် pressure အောက်မှာ ball long တော်တော်ကြိုင်ထားတဲ့ value တွေကိုတော့ data zone ကတည်ဆောင်ပေးနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ရွှေတန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ dro jota ကိုထည့်သွင်းတာထပ်စားလို့ရှိရင်ပေါ့နော် lewis dias တို့ပဲထည့်တယ်ဒါမှမဟုတ်လို့ရှိရင်ဒီ ောက်ပိုင်းပွဲစဉ်နောက်ပွဲဆက်တိုင်းခြေစွမ်းတစ်ခုကိုပြသထားနိုင်ခဲ့တဲ့ဒီကျွန်တော်တို့ရဲ့ Darwin Nunes တို့ပဲထည့်ထည့်ပေါ့နော်ဒါတော့အဆင်ပြေမဲ့အနေထားပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီပုံမှန်တမန်ရိုးကြကျွန်တော်တို့ရဲ့ first line up စတရဖြစ်တဲ့4-2-3ထပ်စာလို့ရှိရင်ဒီ PSC လိုမျိုးတကယ် fluid ဖြစ်တဲ့တိုက်စစ်တွေပြီးတော့လို့ရှိရင်ဘောလုံးစလေးပိုင်နိုင်တဲ့ coin တွေနဲ့တစားတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ442ပုံစံကပို့ပြီးတော့အဆင်ပြေမယ်ဒါကတော့မှဒီ aim day မှာဆိုလို့ရှိရင်အပြောင်းလဲတွေဆက်ပြီးတော့ တစားသမားတွေရဲ့ role တွေကိုဒါကျွန်တော်တို့ထပ်ပြီးတော့ upgrade လုပ်လိုက်နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့တစားပုံစရာ crop ပြီးတော့လို့ရှိရင်ရလက်ပိုင်းရမှာပေါ့မှာကြော်တဲ့ background နဲ့အနေထားတွေကိုမျှော်မှန်းနိုင်မယ်လို့ကျွန်တော်တို့လည်းယုံကြည်မိတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ပါ Liverpool အသင်းအနေနဲ့ဒါအကောင်းဆုံးရလက်ရအောင်တစားတော့မယ်ဒီပွဲစဉ်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီ AFL final ကိုကျွန်တော်တို့ Wembley ကိုမှတစားရမယ်အနေထားမှာရှိနေပေါ့နော်ဒါပေမဲ့ AFL တက်ကိုထဏမိထားတယ်ပေါ့ Champions League ကကျွန်တော်တို့တော့ပို့ပြီးအရေးကြီးတဲ့အနေထားဖြစ်တဲ့အတွက် Liverpool အသင်းအနေနဲ့နောက်တစ်ဆင့်တော့တက်လန်းသွားနိုင်မှုတော့အကောင်းဆုံးစူးစမ်းသွားမယ် ယ်လို့ကျွန်တော်ကယုံကြည်နေပါတယ်။ဒါတော့ကျွန်တော်ရဲ့ဒီလီဗာပူးသင်းနဲ့ PSC အသင်းတို့ရဲ့ချန်ပီယံလိ16တင်းအဆင့်ဒုတိယအကြော့ပွဲစဉ်ပွဲချုပ်သုံးသပ်ချက်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။